အားလုံးပဲမင်္ဂလာပါ။ Necrotar နဲ့ပြန်ပြီးတော့ချစ်စွပါတယ်။ကျွန်တော်ဒီနေ့မှာတော့ Keystone 3 Pro Unbox လုပ်မှာပေါ့နော်။ Keystone ရဲ့3 Pro Hardware Wallet ကို Unbox လုပ်မှာဖြစ်ပါတယ်။ So ဒါလေးဖောက်မယ်ပေါ့နော်။ Yo. Disco go, disco go, disco go. Yeah. SD gas လောက်တော့ကျွန်တော်တို့ Keystone 3 Pro ဖြစ်ပါတယ်ဒီ wallet ရဲ့ setup and preview video ကိုလည်းကျွန်တော်မကြားခဲ့တင်ပေးသွားမယ်ဒါ wallet ရဲ့ပထမအဆုံးမြင်တဲ့အမြင်မှာတော့တော်တော်လေး mic တောင်တွေ့ရတယ်။ခံရတာကြည်ကြည်လေးလေးရှိတယ်။ပြီးပြီးဆိုရင်သူ့မှာက finger print ပါလာမယ်ပေါ့နော်။ ဒါအပြင်ကင်မရာနဲ့စကန်ဖတ်လို့ရတဲ့ကင်မရာတစ်လုံးလည်းပါမယ် SD card slot တစ်ခုပါမယ်ပြီးရင် type C ပေါ်နေအားသုံးလို့ရမယ်ဆိုတော့တော်တော်တော့မိုက်တယ်အော်ကင်ရရသမျှရှေ့ရ wallet တွေထဲမှာဆိုရင်တော့ ledger wallet တွေအတော်မိုက်တဲ့ထဲမှာပါရပါတော့အဲ့ဒီလိုပဲဒီ wallet ကလည်းကင်ရတာတော့လေးလေးပင့်ပင့်နဲ့စီစီပင့်ပင့်နဲ့ပေါ့နော်လေးတယ်ဆိုရတဲ့စီစီလေးနဲ့လက်ထဲမှာတော်တော်ကင်လို့ကောင်းတယ်အဲ့တော့ဒီ wallet ရဲ့အကြောင်းကိုလည်းမကြခင်မှာ review video လုပ်ပေးပါမယ် ဆိုစောင့်ရောကြည့်ရှုပေးကြပါဦးဘူးထဲမှာဆိုရင်တော့ကျွန်တော်တို့ type c ကြိုးတစ်ချောင်းပါမယ်ပြီးပြီဆိုရင်ဒါကတော့ user menu ရယ်ပါမယ်ပြီးတော့ပြီဆိုရင်တော့ဒါကတော့ကျွန်တော်တို့ see phrase တွေမှတ်ဖို့အတွက် get တွေပါမယ်ပေါ့နော်ဒါဘူးထဲမှာပါတဲ့အရာတွေဖြစ်ပါတယ်